ပထမကဘာဆက်နဲ့ဒုတိယကဘာဆက်ကစစ်နိုင်စစ်ရှုံးပေါ်မှာအဆုတ်ဖြတ်ပြီးတယ်။ဒီလိုတွေစစ်ကနေမြေသိမ်းတာ။ Spring became a NATO partner in 1994, which brought them a step closer to becoming a member. Ukraina буде в НАТО. Це історична подія для нашого народу. NATO တအုပ်စုကြီးလုံးပါဗျာ။ Ukraine ကို support လုပ်ရင်းနဲ့တိုက်လာကြတာရုရှားမနိုင်ဖြစ်တယ်။ နေတို့အုပ်စုကြီးကိုရုရှားအစသခံပြလိုက်တာဆရာမင်္ဂလာပါရှင်မင်္ဂလာပါခင်ဟုတ်ကဲ့ဆရာဒီယူကရိန်းစစ်အစပိုင်းလွန်ခဲ့တဲ့၃နှစ်ကျော်တည်းကဆရာခန့်မှန်းခဲ့တာတွေကဖြစ်လာတာကိုတွေ့ရပါတယ်ဆရာဘာဆက်ပြီးဖြစ်လာနိုင်လဲဆိုတာဆရာအနေနဲ့ရှင်းပြပေးပါအောင်ရှင်ပြောရရင်တော့ယူကရိန်းစစ်ကတော့စိတ်ဝင်စားမကောင်းဘူးကျွန်တော်ပြောခဲ့တဲ့လိချက်ကအဲဒီကာလာတွေပေါ့နော်ဒီရက်တွေမှာဆိုရင်နောက်ဆုံးချက်ကစာဖြစ်လာပြီပေါ့ဘုဒ္ဓဆာဟိုသူတို့ တော်တော်လေးပြင်းပြင်းထန်တိုက်ပြီးနောက် KF ကိုတော်တော်လေးပြင်းထန်တိုက်ပြီးပေါ့နော်ဒါလေးဖြစ်လာတာပေါ့ဘာမတူတာနှစ်ခုရှိကြလဲဆိုတာလေးကျွန်တော်ကနည်းနည်းလေးစပြီးဆွေးနွေးခြင်းနေဗျအဲ့ဒါဘာလဲဆိုရင်ဆိုရင်ကျွန်တော်ပထမကမ္ဘာစစ်ရဲ့ဒုတိယကမ္ဘာစစ်ရဲ့အခုယူကရိန်းစစ်ကိုကျွန်တော်တို့ကတက်ရကမ္ဘာစစ်လို့တင်စားတယ်ပေါ့နော်အဘာပဲကွာပါလဲဆိုရင်ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်မှာကဝါရမတူတဲ့အုပ်စုကြီးနှစ်ခုတိုက်တယ်ဗျစစ်ကိုကျွန်တော်တို့ကအနိုင်အရှုံးနဲ့ဆုံးဖြတ်တယ် အခုယူကရိန်းစစ်ကြတဲ့အခါကျတော့မတိုင်ခင်တည်းကသူကဘာပြောလဲဆိုအဒီစစ်ကကြီးလိမ့်မယ်နော်အသေးပေါက်တွေလည်းများလိမ့်မယ်ဆိုတော့တခြား territory ဆိုတဲ့နယ်မြေတွေကိုမပါစေချင်လို့ပေါ့နော်ယူကရိန်းထဲမှာပဲကျွန်တော်ကန့်သတ်လိုက်တယ်ကန့်သတ်ပြီးတော့ယူကရိန်းဘက်ကနေတို့တခုတုံးကကူတယ်ဗျနော်ရုရှားဘက်ကတော့အကန့်တရုတ်ပါတာပေါ့ဗျနော်နောက်တခါအိန္ဒိယလည်းတချို့ပါတယ်ပေါ့မြောက်ကိုရီးယားအီရန်တို့ပါတယ်ပေါ့ဗျအဲ့လိုပေါ့တိုက်ပြီးတော့မှသူ့ထဲမှာ proxy ခံထားတာပေါ့ဗျနော်အဲ့လိုတိုက်တဲ့စစ်ဗျအော်ဒီစစ်ကိုကျွန်တော်တို့က အနိုင်အရှုံးနဲ့မသွားဘူးနော်ပထမကဘာစက်နဲ့ဒုတိယကဘာစက်ကအနိုင်အရှုံးနဲ့သွားတယ်ဒီစစ်ကြတော့နည်းနည်းလေးထူကြသွားတာကအနိုင်ရှုံးထက်စားလို့ရှိရင်နေမီသိမ့်တာကိုသူကပို့ပြီးတော့ဦးစားပြည်တယ်လို့ကျွန်တော်မြင်တယ်ဗျာ အနိုင်ရှုံးမှုပဲတိုက်မယ်ဆိုခဲ့လို့ရှိရင်ရုရှားကဗျာဟိုအမေရိကန်အောင်ကြောက်ရတဲ့လက်နေတွေရှိတယ်ဖွင့်ပြတာတွေလည်းရှိတယ်ထုတ်ပြီးတော့မပြသေးတဲ့တကယ်သားလုံးပေါ့အစင်းမြင့်လက်နေတွေသူ့မှာရှိတယ်အဲ့ဒီလက်နေတွေနဲ့တီးလိုက်မယ်ဆိုရင်ယူကရိန်းကကတပတ်တွေတော့မခံဘူးเนาะအနိုင်ရှုံးဖြစ်သွားလိမ့်မယ်ဒါပေမဲ့စစ်အနိုင်စစ်ရှုံးပြီးသွားရင်ဘာဖြစ်လဲတဲ့ခင်စစ်ရောက်ကြရအောင်ရမှာပေါ့ဗျာနေမီတော့မရဘူးပေါ့အဲ့တော့ပထမကဘာစစ်ဒုတိယကဘာစစ်ကိုပြန်ကြည့်ရင်ဒုတိယကဘာစစ်မှာကဂျာမနီကဆစ်ရှုံးတယ် ဂျာမနီစစ်ရှုံးတဲ့အတွက်ကြောင်းမလို့အရှေ့ဂျာမနီနဲ့အနောက်ဂျာမနီဆိုပြီးတော့ကွဲသွားတယ်အဲ့တော့အရှေ့ဂျာမနီကိုအရှာဒီဘက်ကနေပြီးတော့ဩဇာထည့်တယ်နော်နည်းမြမသိဘူးနော်အနောက်ဂျာမနီကိုကြားတဲ့ခါကျတော့အနောက်အစိုးရကသူ့ဩဇာထည့်တယ်သူ့ရှင်ချင်းမှုထည့်တယ်အဲ့တော့ဘာလင်တရိုင်းဆိုတာကာလိုက်တယ်အရှေ့ဂျာမနီနဲ့နောက်ဂျာမနီခွာလိုက်တယ်အဲ့ဒီမှာနော်သူ့ဩဇာတွေထည့်တာနော်ကန်နေပြီသိလို့မရအောင်ယူကရိန်းကြတော့သွားနေပြီသိပြီဗျဒီလေးဆိုလို့ရှိရင်ဟလာယူကရိန်းက18နဲ့20ဂျာပေါ့ဗျာဒါတော့တစ်ဖက်နဲ့တစ်ဖက်ကတော့ ပြောတာချင်းမတူဘူးပေါ့သုံးနှစ်ကျော်ကာလမှာယူကရိန်းရဲ့နေအမည်18ရာခိုင်နှုန်းနဲ့20ရာခိုင်နှုန်းချားမှာရုရှားထိနေပြီကျွန်တော်ပထမတစ်ခါစဖြစ်သေးရနေပြီးတော့ကျွန်တော်၄ချက်နဲ့ထောက်ပြတယ်လေလားတစ်ချက်နှစ်ချက်သုံးချက်လေးချက်လေးချက်မှာပါဖြစ်မလဲအဲ့ဩဒါစာကိုခင်ဗျားတိုက်လိုက်မယ်ပြီးရင် KF ကိုပြင်ပြန်ထန်တိုက်လိုက်မယ်ဆိုတော့အခုဒါအထီးအပိုင်းမှာဖြစ်လာပြီပေါ့အဲ့တော့ဘာကွာတယ်လေလို့ကျွန်တော်တို့ပြောလိုက်လို့ရှိရင်ပထမကဘာဆက်နဲ့ဒုတိယကဘာဆက်ကစစ်နိုင်စစ်ရှုံးပေါ်မှာအဆုတ်ဖြတ်ပြီးတယ်သူကတော်လွန်လက်နဲ့သူကတိုက်လိုက်လို့ရှိရင်စစ်တော်နိုင်မယ်နေနေမရဘူး သူကလိုချင်တာနေပြီဖြစ်နေတယ်။သမီးရောကြစစ်ပွဲသမီးရစစ်ပွဲပါသာတော့လက်နဲ့တင်းနဲ့တိုက်ပြီးတော့မှမျိုးတက်မှချင်းတိမ့်သွားတယ်။နော်။ဒီနေ့အကြီးက16နဲ့20ရာခိုင်နှုန်းပါသွားပြီ။အိုဒက်ဆာကျသွားတာနဲ့ကန်ယူတန်တစ်ခုလုံးပိတ်သွားပြီ။လော်လော့ဆယ်ဒွန်ဘတ်စ်ကိုတိမ့်ထားတယ်။နော်။အဲဒွန်ဘတ်စ်ကတော်တော်လေးအချက်ချာကြတဲ့နေရ။နောက်ခုငင်းကြိုင်းနှီးရနေရမှာသူကဘာပြောလဲဆိုတော့ဒွန်ဘတ်စ်ရဲ့ I think if I correctly note that ပေါ့နော်။ ဒွန်ဘတ်စေကျွန်တော်ထင်တယ်ရာဂိုင်နှုန်း90ကျော်လောက်ထိတော့မှသူကတင်ထားပြီးပြီကျန်တာနည်းနည်းကျန်တယ်ဒါညင်းကြီးလူချင်းတော့ကျန်တဲ့နေရာမှာဖယ်ပေးရမယ်ဆိုပြီးတော့ပြောတာရုရှားတောင်းတယ်ပေါ့အဲ့တော့အဲ့ဒီမှာလဲကျွန်တော်တို့က trillion ဂဏန်းနော် trillion ဂဏန်းဂဏန်းနဲ့ကြီးတဲ့ကျွန်တော်တို့ကတတ်ထူတိုက်တွေကရုရှားတိတ်နေတယ်မှာပါသွားပြီအဲ့ဒီနေရာမှာကျွန်တော်တို့ကနှစ်ချက်သွားတွေ့တယ်ဗျတစ်ချက်ကဘာလဲဆိုတော့ယူကရိန်းကိုကျွန်တော်တို့ကနေမြေသိမ်းလိုက်တယ်ဟုတ်ပြီနော်တပြိုင်နက်တည်းမှာပဲ NATO စစ်အုပ်စုကိုအဆန့်သတ်ခံလိုက်တယ် ရပေါ့နော်။နေတိုတအုပ်စုကြီးလုံးပါဗျာ။ဟာလာယူကရိန်းကို support လုပ်ရင်းနဲ့တိုက်လာကြတာရုရှားအမနိုင်ဖြစ်နေ။အဲ့တော့ဒီမှာနှစ်ခုရှိတယ်။တစ်ခုကနေပြည်တိုင်းတာနော်။နောက်တစ်ခုကကြတော့ကျွန်တော်တို့နေတိုအုပ်စုကြီးကိုရုရှားအစမ်းသခံပြလိုက်တာ။အဲ့တော့လက်ရှိအနေအထားရပြောမယ်ဆိုလို့ရှိရင်အမေရိကန်ကဒီ Trump လက်ထက်မှာပေါ့ဗျာ။သူနောက်ဆုံးပဲပြောတယ်။ဒါသူလည်းနောက်ဆုံးဖို့လည်းတင်းတော့တင်ပါပြီ။အကျွေးတားများပါပြီလေ။သူနောက်ဆုံးလိုက်တာ ਨੇ နေတိုတအုပ်စုလုံးပေါင်းပြီးတော့ရုရှားကိုတိုက်ဖို့တော့မှတိတ်ခက်သွားပြီ။ ဒါအမေရိကန်ရှိနေလို့ပေါ့ဒီတို့တအုပ်စုလုံးเนาะနိုင်ငံ30စုပြီးတိုက်တာဒီရုရှားနဲ့ဒါတရုတ်ဟာလာဒီအီရန်တို့ support လုပ်ထားတဲ့ဟာကိုတော့မှသူတို့တိုက်လို့တိတ်မရနိုင်တော့ဘူးဒါဒီနှစ်ခုလာရှိတယ်ပေါ့ဗျာ ပြန်ပြောရရင်တော့ကျွန်တော်တို့က challenge လုပ်တာပေါ့နော်နေမီလဲပါမေနီတို့ဘလောက်အားရှိလဲငါဘလောက်အားရှိသလဲအဲ့လိုတိုက်တာပေါ့အခု the latest news အရာပြောမယ်ဆိုကြလို့ရှိရင်ရုရှားကသိမ်းလိုက်တာက3500 square kilometer ရှိပါပြီအဲ့တော့ခင်ဗျားစဉ်းစားကြည့်လေစင်ကာပူကတနိုင်ငံလုံးဆိုတာက700 something နော်ခုနက60လား30လားကျွန်တော်မေ့ပါပြီအဲ့လောက်ပဲရှိတယ်ယူကရိန်းဟိုဒီ6လပြင်သိမ်းလိုက်တာ3500 အဲ့ how many times နော်ခုနေ့9:35ဟလာအဲလေးစားခွဲလောက်ရှိမှာပေါ့ဗျာအဲ့လောက်သူတိမ်သွားပြီပါသွားပြီပေါ့အဲ့တော့ကြာမယ်ဆိုလို့ရှိရင်သူထပ်ပြီးတော့ပါအောင်ပါပဲ2014မှာတော့ Crimea ပါတယ်အခု2022မှာ18 plus ပါတယ်နော်အခုဒီ6လအတွင်းမှာဒီ3500 square kilometer နော်အဲ့ဒါထပ်ပါပါတယ်စစ်ကပြီးဖို့မှလည်းနည်းနည်းခက်နေသေးတယ်နော်ဘာပြန်တာဖြစ်သွားလဲဆိုတဲ့အခါကျတော့ Ukraine စစ်ကိုငြိမ်းငြိမ်းလေးလူချင်းနေဗျာ ဝိုင်းထက်ရတာလဲအားလည်းနေနေသွားပြီเนาะကုံနဲ့ကုံပြီပေါ့စစ်ကိုလည်းရက်ချင်တယ်စစ်ရရင်ဘာဖြစ်မလဲတဲ့ဂျာမနီကဘာပြောလဲပြောလို့ရှိရင်တော်တော်ကောင်းတဲ့ဂျာမနီပြောတာလေးอ่ะเนาะငါတို့တဲ့ဟာလာယူကရိန်းကိုလက်နက်ချလိုက်လို့ရှိရင်စစ်ကဒီနေ့ပြီးသွားမယ်တဲ့ဒါပေမဲ့မနေ့ပြန်မှာရုရှားရဲ့ချင်းချုံမုံငါတို့ရေဆိုင်ရလိမ့်မယ်အဲ့တော့သူစစ်ကုံပြီးရဲ့မှန်လည်းမှန်ပါတယ်အခုဆိုလို့ရှိရင်ရုရှားကသူလက်နက်လေးပညာပေးလိုက်ပြီဗျပိုလန်ဘက်မှာဆိုလို့ရှိရင်သူသူ drone နဲ့နည်းနည်းလေးနေဆက်ကိုသူတိုက်ပြလိုက်တယ်ပေါ့နော် နောက်ဆုံး KF ကိုတိုက်တဲ့အထဲမှာဆိုရင်ဘယ်လောက်ထိပြင်းသလဲဆိုလို့ရှိရင်ဗျအဲဒါ Trump ပြောတာနော်လူသမိုင်းမှာတဲ့အပြင်းထန်ဆုံးเนาะတချီတဲ့နဲ့တိုက်တဲ့စစ်ပွဲလို့သူပြောတယ်အဲ့ဒါဘာလဲဆိုရင် drone bomb ပေါ့ဗျာနော် kensai တွေပါတယ်နော် kensai တို့တောင်းတောင်းပြချလို့မရအောင် kensai missiles ပါတယ် other missiles တွေပါတယ် drone တွေပါတယ်ပေါ့လက်နဲ့အမျိုး940လား60လားကျွန်တော်မေ့သွားပြီအဲ့ဒါလောက်တဲ့တချီတဲ့ချလိုက်တယ်ဘာဖြစ်သွားလဲဆိုတော့ NATO အဆောက်အဦးเนาะထိသွားတယ် EU ကောင်စီရဲ့အဆောက်အထိသွားတယ်။အဲ့ဒါကြီးတိုက်တာကြီးအကုန်လုံးက guided ပဲပဲ့ထိန်နေပြီ။ပဲ့ထိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ခင်ဗျားချော်ပြီးတော့ထိဖို့ဆိုတာခင်းရင်လေ။နောက်တပြိုင်တည်းမှာကနေတိုးရဲ့အဆောက်အဦနဲ့ EU ရဲ့အဆောက်အဦပါလာထိသွားတယ်။အဲ့ဒါဘာလဲလို့ပြောရင်တော့ဟိုစမ်းပတ်ပြလိုက်တာပေါ့ဗျာ။နော်အဲ့အဲ့ဒီသဘောတော့ကျွန်တော်သွားတွေ့ရတယ်။အဲ့တော့နေတိုးကလည်းနည်းနည်းလန့်သွားပြီပေါ့။အခုကျွန်တော် EU အကောင်ဆောင်အမျိုးသမီးလေးနော်။ အဲသူတက်သွားတဲ့လေယာဉ်များဆိုလို့ရှိရင်ရုရှား jam လုပ်လိုက်တယ်ဗျာ jam လုပ်တဲ့ခါကသူ့ရဲ့လေယာဉ်ပြန်လမ်းကြောင်းတွေပဲပျောက်သွားတယ်ဆိုပြီးတော့သူပြောတယ်ပြောချင်တာကသူတို့မှာတကယ် high tech ကြီးဗျာလူတွေကျွန်တော်တို့တာမားပြင်ခင်ဗျားတို့ကျွန်တော်အပေါ်ချမပြသေးတဲ့ high tech ကြီးရှိထားလိမ့်မယ်ပေါ့နော်သူမုံမွေချင်းကြတော့ချိန်မြင်တော့ဗျာအဲသူတို့ကြောက်နေကြတယ်စစ်ပွဲကိုရက်ချင်သလားရက်ချင်ကောင်းရက်ချင်လိမ့်မယ်ပေါ့နော် trump မှာရက်ချင်နေတယ်ရက်တာနေတဲ့ပြိုင်နေတဲ့ထဲမှာရုရှားကကျွန်တော်တို့ကြားထားတာပေါ့ဗျာနောက်ထပ်စစ်သည်၅သန်းလောက် ကျွန်တော်တို့က recruit လုပ်ထားတယ်စုထားတယ်သူတို့ရဲ့ထောင်လိုင်းသတင်းအရာနဲ့ဒီ Ukraine စစ်ပွဲပြီးတာနဲ့တပြိုင်နက်တည်းအဲသူတို့ဒေတိုးအဖွဲ့ဝင်ကိုသွားချင်းချောက်မယ်ဆိုပြီးတော့သတင်းအရာကြားထားတယ်ရထားတဲ့အတွက်ကြောင့်မလို့ဒီစစ်ပွဲကိုမပြီးရုံဖြစ်နေတယ်အဲမပြီးရတော့ကျွန်တော်ဘာပြန်ဖြစ်လာမလဲစစ်ပွဲကြာတာနဲ့ကျန်နေမည်ပို့ပို့ပါသွားလိမ့်မယ်ကြာလေရုရှားပို့သဘောကြာလေဖြစ်တာပေါ့ဗျာအဲ့တော့လောလောဆယ်မှာရုရှားသည်စီးရအသာစီးရတယ်ယူကရိန်းဒင်းမြေကိုအချိန်ကြာလာတဲ့အပြင်ပို့သိမ့်နိုင်တယ် EU ကိုချိန်ချောက်ပြီးသားဖြစ်သွားတယ်နောက်တကနေတိုးကိုချိန်ချောက်ပြီးသားဖြစ်သွားတယ်အဲ့တော့ဒီဟာတွေအကုန်လုံးကတော့ gain ဖြစ်နေတယ်သူတာနေတယ်သူတာနေတော့သူလည်းတိတ်တယ်ရချင်တော့ဘူးပေါ့ရတဲ့အခွင့်အရေးပါပေါ့နော်အဲ့အခြေအနေရှိပါတယ်ဟုတ်ကဲ့ပါဆရာ